မိတ်ဆွေဘဝမှာကြုံတွေ့လာနိုင်တဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်မှုတာသမီတွေကိုဘယ်လိုပြင်ဆင်ပေးမလဲကောမတ်ကွိုင်ဆိုတဲ့ကစားသမားတစ်ယောက်ရဲ့ဘဝအတွေ့အကြုံတွေကနေသင်ခန်းစာယူပြီးမိသားစုကိုဘယ်လိုတည်ဆောက်မလဲဒီမေခွန်းတွေရဲ့အဖြစ်ကို grow ရဲ့အကော့စာအုပ်ထဲမှာရှာဖွေတွေ့ရှိနိုင်ပါတယ်ဒီစာအုပ်ကိုရေးသားသူကောမတ်ကွိုင်ဟာနာမည်ကျော်အမေရိကန်ဘောလုံးကစားသမားတစ်ယောက်ပါ သူဟာတက်ဆက်တက္ကသိုလ်မှာကစားခဲ့ပြီးအဲ့ဒီနောက် AFM မှာဆက်လက်ကစားခဲ့ပါတယ်သူရဲ့ဘဝအတွေ့အကြုံတွေမိသားစုနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကိုဒီစာအုပ်ထဲမှာရေးသားထားပါတယ်။ပထမဦးဆုံးအနေနဲ့ကော့မက်ကွိုင်းရဲ့မိဘတွေဖြစ်တဲ့ Brad နဲ့ Debra McGuire တို့ရဲ့တွင်တင်ဆုံးမမှုအကြောင်းပြောပြချင်ပါတယ်။ Brad McGuire ဟာတပ်သမီးတွေကိုဘဝရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်အောင်ပြင်ဆင်ပေးဖို့အမြဲတမ်းအားပေးခဲ့ပါတယ်။သူကတပ်သမီးတွေအတွက်အခက်အခဲတွေကိုဖယ်ရှားပေးမဲ့စာခံနိုင်ရှိအောင်စူးစမ်းအထောက်အကူအောင်ညီမန်းချက်တွေပြည့်မြောက်အောင်လှုပ်ဆောင်တတ်အောင်တင်ပေးခဲ့ပါတယ်။ ဒုတိယအချက်အနေနဲ့ဆုံးမတုံ့တင်ခြင်းအကြောင်းပြောပြပါမယ်။ Brad နဲ့ Deborah တို့ကဆုံးမခြင်းကိုအပြစ်ပေးဖို့အတွက်မဟုတ်ဘဲတံမိုးတွေနဲ့လိုင်ရောညီထွေဖြစ်အောင်တင် जा ပေးဖို့အတွက်အသုံးပြုခဲ့ပါတယ်။သူတို့ကအိမ်မှာပဲဖြစ်ဖြစ်၊ကျောင်းမှာပဲဖြစ်ဖြစ်မယုံမတည်ပြုမှုရင်အပြစ်ပေးခြင်းအဖြစ်ယုံတည်လေးစားတတ်အောင်တင်ပေးခဲ့ပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်ကတော့စ조사အထောက်မှုနဲ့ပြင်ဆင်မှုပါ။ Brett ဟာကော့မက်ကွိုင်းကိုသူများတွေထက်ပို조사ဖို့အမြဲတမ်းတိုက်တွန်းခဲ့ပါတယ် အားကစားမှာထူးချုံမှုဆိုရင်အရေးချင်းတစ်ခုလေးနဲ့မလုံလောက်ဘူးပိုပြီးစူးစမ်းဖို့လိုတဲ့ဆိုတာကိုသူအမြဲပြောခဲ့ပါတယ်။ဒါအပြင်ပြိုင်ဘက်ရဲ့အားနည်းချက်တွေကိုလေ့လာဖို့နိပြူဟာတွေကိုကြိုတင်ပြင်ဆင်ထားဖို့လည်းအရေးကြီးတယ်လို့သူကထပ်လောင်းပြောကြားခဲ့ပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ယုံကြည်ခြင်းပဲဖြစ်ပါတယ်။မက်ကွိုင်မီသားစုရဲ့အဓိကဦးစားပေးကယေရှုခရစ်တော်ကိုယုံကြည်ခြင်းပဲဖြစ်ပါတယ်။ဖခင်ကြောင်းသွားခြင်း၊ကျမ်းစာဖတ်ခြင်း၊စူတောင်းခြင်းတွေဟာသူတို့ရဲ့ဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကောမက်ကွိုင်ဟာဘဝမှာစစ်ပျက်စရာတွေမတိချာမရေရာမှုတွေနဲ့ကြုံတွေ့ရတဲ့အခါဖျားသခင်ရဲ့အစီအစဉ်ကိုယုံကြည်ဖို့တည်ယူခဲ့ပါတယ်။နောက်ဆုံးအချက်အနေနဲ့တကယ်ကောင်းဆောင်မှုဆိုတာသူတစ်ပါးကိုဦးစားပေးခြင်းပဲဖြစ်ပါတယ်။ဘရက်မက်ကွိုင်ကကောမက်ကွိုင်ကိုကောင်းဆောင်တယောက်ဖြစ်ခြင်းရင်အရင်ဆုံးသူတစ်ပါးကိုကူညီရမယ်လို့တင်ပေးခဲ့ပါတယ်။မိသားစုတွေဖျားเจ้าမှာအတူတူလှုပ်အားပေးတာမူဆိုးမတွေကိုကူညီတာဘိုးဘွားရိတ်သားတွေကိုတွားရောက်လေပတ်တာတွေကနေတဆင့်သူတစ်ပါးကိုကူညီရမယ်ဆိုတဲ့စိတ်ဓာတ်ကိုတင်ယူခဲ့ပါတယ်။ နမည်ကျော်ကြားမှုနဲ့စုံစမ်းနှောက်ယှက်မှုတွေကိုဘယ်လိုကျော်လွှားမလဲတက္ကဆက်တက္ကသိုလ်မှာဘောလုံးကစားသမားဖြစ်လာတဲ့အခါကော့မက်ကွိုင်းဟာနမည်ကျော်ကြားလာပြီးပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်တွေဆုံးရှုံးခဲ့ပါတယ်ဒါအပြင်မလိုလားအပ်တဲ့အာယုံဆိုင်မှုတွေလက်မှတ်တောင်းခံမှုတွေပရိသတ်တွေရဲ့ကျူးကျော်မှုတွေနဲ့လည်းရင်ဆိုင်ခဲ့ရပါတယ်သူဟာအရက်နဲ့ဒိဆက်ဆံမှုတွေကိုရှောင်ရှားခြင်းအဖြစ်အတားအဆီးတွေကိုထိမ့်သိမ်းခဲ့ပါတယ်။နောက်ဆုံးအနေနဲ့ဘဝမှာအခက်အခဲတွေနဲ့စိတ်ပျက်စရာတွေကြုံတွေ့ရတဲ့အခါခံနိုင်ရှိဖို့လိုအပ်ပါတယ်။ ကောမက်ကွိုင်ဟာသူ့ရဲ့ကောလေးဘဝတစ်လျှောက်လုံးမှာဒဏ်ရာတွေအတင်းရဲ့ဆွမ်းဆောင်ရည်မတည်ငြိမ်မှုတွေပြင်းထန်တဲ့ဝေဖန်မှုတွေအပါအဝင်အမျိုးမျိုးသောအခက်အခဲတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ဒီစိန်ခုံမှုတွေက သူ့ရဲ့စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ကိုဆန့်သက်ခဲ့ပါတယ်။မိသားစုနဲ့ဆက်ဆံရေးကလည်းအရေးကြီးပါတယ်။ကောမက်ကွိုင်ရဲ့မိသားစုကသူ့ကိုအမြဲတမ်းအားပေးကူညီခဲ့ပါတယ်။သူ့ရဲ့မိဘတွေကသူ့ကိုဂိမ်းတွေမှာအားပေးခဲ့ပြီးအကြံဉာဏ်တွေပေးခဲ့ပါတယ်။သူတို့ရဲ့ယုံကြည်မှုကသူ့ကိုအမြဲတမ်းခွန်အားဖြစ်စေခဲ့ပါတယ်။ တတိကဝတ်ဆိုတာကိုစတင်ခဲ့တဲ့အရာကိုအဆုံးသတ်ဖို့ပါပဲ။ကော့မတ်ကွိုင်ဟာဘာမဆိုတဝက်တစ်ပြက်နဲ့မလုတ်ပဲအဆုံးသတ်နိုင်မှလက်လျှော့တယ်လို့တင်ယူခဲ့ပါတယ်။ဒါကသူ့ကိုဘဝမှာယူမန်းချက်တွေပြည့်မြောက်အောင်လှုပ်ဆောင်နိုင်ဖို့အထောက်အကူပေးခဲ့ပါတယ်။ဘောလုံးကစားခြင်းအပြင်တခြားရည်ရွယ်ချက်တွေကိုလည်းရှာဖွေဖို့လိုပါတယ်။ကော့မတ်ကွိုင်ဟာသူ့ရဲ့အားကစားစွမ်းရည်အပြင်သူ့တပောက်ကိုကူညီဖို့လည်းအရေးကြီးတယ်ဆိုတာကိုတင်ယူခဲ့ပါတယ်။ ူရဲ့မိဘတွေကသူ့ကိုကောင်းမွန်တဲ့အရာတွေအတွက်သူ့ရဲ့နာမည်ကိုအသုံးချဖို့အမြဲတမ်းအားပေးခဲ့ပါတယ်။မိတ်ဆွေတီစာအုပ်ထဲကအဓိကသင်ခန်းစာတွေကိုပြန်ချုပ်ရရင်မိသားစုရဲ့အရေးပါမှုစိတ်ရှိတိခံမှု ခိုင်မာတဲ့ယုံကြည်မှုတွေကဘဝမှာအောင်မြင်ဖို့အတွက်မရှိမဖြစ်လိုအပ်ပါတယ်။ဘဝမှာစိန်ခေါ်မှုတွေအခက်အခဲတွေကြုံလာတဲ့အခါမိသားစုကိုအားကိုးပါကိုယ့်ကိုယ်ကိုယုံကြည်ပါဖခင်တခင်ကိုယုံကြည်ပါဒီအရာတွေကမိတ်ဆွေရဲ့ဘဝကိုအတိတ်ပဲရှိရှိဖျက်ဆီးနိုင်ဖို့အထောက်အကူပေးပါလိမ့်မယ် အခုပဲမိတ်ဆွေရဲ့မိသားစုနဲ့ပူပြီးယဉ်နီအောင်ကြိုးစားပါ စိတ်ရှည်တည်ခံပြီးကြိုးစားပါပြီးတော့ဖះသခင်ကို အမြဲယုံကြည်ပါ